အားလုံးပဲမင်္ဂလာပါအာစီတုတဆောင်ရတဆောင် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့ဆ ्याम ကျူးရဲ့တာတော့ဒီလဲမောင်စကားဝိတ္ထုကိုအပိုင်း16အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်တာတော့ဒီလဲမောင်စကားအပိုင်း16အခန်း6 1989ခုနှစ်ဒီဇင်ဘာလ30ရက်ဗုဒ္ဓဟူးနေ့တွင်32လမ်းညက်နေခင်သည်ကားငယ်ကလေးများ၏ဟွန်းတန်တို့ဖြင့်ဆူညံနေသည်တင်းတင်းစုံ၏နှလုံးခုန်တန်ကတော့ကားဟွန်းတန်များထက်ကျယ်လောင်နေသလိုထင်ရလေသည်သူမရန်ကုန်သို့လာမိအကြောင်းကိုချိုးကိုတော်၎င်းနန္ဒကိုတော်၎င်းအကြောင်းကြားထားခြင်းမရှိပါထုတ်ဝေသူ၏စာအရအစီအစဉ်မရှိဘဲရုတ်တရက်ထွက်လာရခြင်းဖြစ်ပါသည် ကားအလွန်နောက်ကျသဖြင့်အိမ်ရောက်တော့နေ့လယ်နှစ်နာရီရှိပြီအိမ်ရောက်တော့အကိုကြီးကလည်းယုံသွားနေသည်ချိုးကတော့နေ့လယ်ထမင်းစားပြီးကလေးကထွက်သွားသည်တဲ့သူ့ကောင်မလေးစီရှိမှပေါ့အစောရေဟုမမမိုးကရေမောစွာရှုတ်ချ၏ချိုး၏ကောင်မလေးနှင့်ပတ်သက်၍ဇောရခင်ကလိုလှိုက်လဲစွာဝမ်းမနစ်တက်တော့ပဲမမကိုအလိုက်တဲ့ရေမောစကားပြောနိုင်ပြီအကိုကြီးယုံစင်းချိန်အတီးစောင့်နေပြီး အကိုကြီးကိုနှုတ်ဆက်ပြီးမှ သူမထုတ်ဝေသူထံသွားမိဟုသောအကြောင်းပြချက်ဖြင့်မြို့ထဲသို့ထွက်လာခဲ့လေသည်။သူမဤစာအုပ်ထုတ်ဝေသောပုံလေးတိုက်မှာ33လမ်းတွင်ရှိတော်လဲယခုစော်ရောက်နေသည်က31လမ်းဖြစ်သည်။မဟာဗန္ဒူလာလမ်းပတ်မှာချိုးကွေလာကလေးကဇော်ဤလက်ရာဘက်တိုက်ခန်းများကိုသာ ကြည့်၍ရှောက်လာခဲ့သည်။တိုက်ခန်းနံပါတ်များကို မော့ကြည့်ရေးတွက်လာခဲ့သည်။ နန္ဒတိုက်ခန်းသို့တက်သော အုတ်လီကားကျဉ်ကျဉ်ကလေးကိုဇောအလွေတကူမှတ်မိပါသည်၎င်းလီကားနှင့်မျက်နှချင်းဆိုင်တွင်စက်ကူရောင်းသောဆိုင်တဆိုင်ရှိသည်လီကားပေါ်မတက်သေးပဲဟိုအထက်နှစ်ထပ်ကိုမော့ကြည့်လိုက်သည်ဟောဟိုဟာသူ့အခန်းပဲဝရဏတကားဖွင့်ထားသည်တိုးရန်းတွင်အင်ဂျီကြိတ်ပြင်ရှက်အင်ဂျီအကွက်ကျဲနှစ်ထဲလှမ်းထားသည်ဒိတ်ကနဲ့ရင်ခုန်ကလက်ပြားများအိဆက်သွား၏သူရှိနေတာပဲ သူမသည်လေကားနှစ်ဆင့်ကိုပျော်ရွှင်စွာတက်သွားလိုက်သည် သူအခန်းဤရှေ့ကွက်လက်ကျဉ်ကျဉ်ကလေးတွင် မောပန်းစွာခဏနားလိုက်သည်တန်ဆွဲတကားမှာဘေးသို့ရုတ်ထားပါသည်စိတ်ထားသော ပြင်တကားရွက်ကိုလက်ပြင်ခောက်ဖို့စဉ်းစားသည်ဤသို့သောသူမတိတ်တိတ်ကလေးဝင်သွားခြင်းသည်ဇောတကားမခောက်ဘဲလက်ကင်ကိုလှည့်ဖွင့်လိုက်၏အင်္ဂလိပ်ဂီတတန်သည်ခတ်တိုးတိုးလွှင့်ပြန့်လာသည်သူမအခန်းထဲဝင်လိုက်သောအခါဧကန်းမှာသူ့ကိုမတွေ့ရ တကားကိုအသာပြန်ပိတ်လိုက်ပြီးကြောကတ်မီကဧခန်းတွင်လှက်ပတ်ကြည့်လိုက်၏ထို့နောက်ခြေပြားထောက်လျက်ဝင်သွားသည် သူဧခန်းထဲမှရှိနေပါလိမ့်မည်တခန်းလုံးသည်တချင်းတံမှတပါငိမ့်သက်တိတ်ဆိတ်နေသည် ထမင်းစပွဲပေါ်တွင်ပလတ်စတစ်အုပ်ဆောင်ဖြင့်အုပ်ထားသော မုတ်ပကံများနှင့်အချိုပကံစုံကိုတွေ့ရသည် ကော်ဖီပကံမှာတစုံနှဲဖြစ်၍သူမှပျော်ရွှင်သွားသည် သူအခန်းအနီးသို့ရှောက်သွားပြီးအသာနားထောင်ကြည့်သည် ဖယားဖယားသူ့အိတ်ခမ်းထဲမှာသူ့တယောက်ထဲမှာဟုတ်ပါမလားဇော်သည် လွယ်အိတ်ကိုစပွဲပေါ်သို့အတမ်းမမီအောင်ချလိုက်သည်ကဆက်ထဲမှာတချင်းတန်ကို သူ့လိုက်ညင်းနေတန်ကြားလိုက်ရ၏တော်ပါသေးရဲ့သူ့တယောက်ထဲဖြစ်ဟန်တူပါရဲ့သူအဝတ်လဲနေသလားခေါင်းဖီးနေသလားသူအခန်းထဲမှာတင်းပြန့်သောမွေရနှံ့သည်သုံးထပ်သားနယံဤအထက်မှာသူမစီအထိလွင့်လာသည် ဇော်ကဆတ်ရှိရာသို့လျှောက်သွားပြီးတိတ်ခွေကဘာကို ကောက်ကင်ကြီးလိုက်သည်ခရစ်ဒီဘတ်တဲသူမဘာမှနားမလဲပါပြန်ချထားလိုက်ပြီးဘီဂျီစတိတ်ခွေအဟောင်းကလေးလိုက်ရှာသည်တွေ့သွားတော့ခက်မြန်မြန်ဖွင့်၍ထုတ်လိုက်၏ထို့နောက်ကဆတ်ခလုတ်ကိုပိတ်လိုက်သည် အထဲကတိတ်ခွေကိုမြန်မြန်ထုတ်လိုက်ပြီးဘီဂျီစတိတ်ခွေကလေးထည့်လိုက်သည်တချင်းတန်ရက်သွားတာကိုနန္ဒကြားသွားမှတေချာဤအေးဆိုင်ဘက်မှာပထမဆုံးတချင်းမှာ our love don't drew it well away ဖြစ်သည်တခြင်းတန်စထွက်ထွက်ခြင်းနောက်ကြောပေးထားသော သူ့အိတ်ခမ်းတကားထက်ခနဲ့ပွင့်သွားသံကြားလိုက်ရသည်ဇော်လှဲ့ကြည့်လိုက်၏အခန်းဝမှာသူမတက်ရက်နေသည်ယေဆုကတ်နေသော စပင်များကိုနောက်ပြန်လှန်ဖိထားသည်အင်းနေရင်းဝတ်သောပွားရောင်းရောင်းရှက်အင်းကြီးမယန်းနှူရောင်နှင့်တခြင်းပစိုးအဟောင်းတစ်ထည်ကိုဝတ်ထားသည် သူအံ့ဩငေးမောရာမှချက်ချင်းပြုံးရလာ၏ သူ့မျက်ဝန်းများလက်ခနဲ့တောက်ပသွားလေသည်ကြည်စန်းဘလောက်အံ့ဩဖို့ကောင်းလိုက်သလဲသူခက်သက်သက်ရှောက်လာပြီးသူမအားမတက်ရက်ရက်သားခါမှကင်မြောက်ပွေကမှွေရမ်းပစ်လိုက်လေသည်ဇော်ရောသူရောနှစ်ယောက်စလုံးခြားခြားလေသွား၏အသေးအေးသွားသောတင်းတင်းစော်ကစူးရှာရှာအော်ပစ်လိုက်သောအခါသူအကျဲကြီးအော်ဟစ်ရင်မောလိုက်လေသည်မင်းကိုခန္ဓာတိတ်တိတ်ကွကွလေးဖြစ်နေတာကိုကန့်ကောင်းတာပဲကွာ ထို့နောက်သူမဤခါတို့တစ်ချက်နမ်းပြီးမှ မနိုင်မနှင်းပွေထားရမှသူအောက်ချပြီးပါသည်အနှဲငယ်မူသွားသောကြောင့်သူမရိုင်းနေနေဖြစ်သွားသည် သူကစော့ပခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကင်ထားလျက်လက်တဆန့်တွန်းထားရင်သူမမျက်နာကိုခတ်ဆူးဆူးကြည့်သည်မင်းနည်းနည်းပိန်သွားတယ်ထို့နောက်ပြုံးရည်နေသောတင်းတင်းစော့ကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းပွေဖက်လိုက်တော်သည်သူ့ရင်ပန်းနှင့်စော့ပါအမိခိုင် သူ့နှလုံးခုန်တန်ကိုသူမှခံစားမိနေသည်ဇော့လိုပင်သူလည်းတွေးတုံနှုံမြန်လျက်ရှိလေသည်ရေချိုးပြီးစာအေးမြတော်သူ့ကိုခန္ဓာမှာချိုမြတော်ရနက်ဖြော့ဖြော့ကလေးငွေပြန့်လျက်ရှိသည်လာခဏလေးထိုင်အောင်သူကရင်ခွင်ထဲမှမလွတ်ပဲပွေဖက်ထားလျက်ကစတီရှိရာသို့ခေါ်သွားပြီးနှစ်ယောက်ထိုင်ဆိုဖာပေါ်တွင်ထိုင်ခိုင်း၏ဘာတော့မလဲရင်အိုဘတ်တင်းလားကော်ဖီလား ဇော်ဝင်ထိုင်ခိုင်းသူကမတက်ရက်ရက်မေးသည် ရပါတယ်ဘာဖြစ်ဖြစ် သူမီးပိုတဲ့ဝင်သွားခိုက်တွင် သူမကောင်းကောင်းတည်တော့ how deep is your love တချင်းတန်စတင်ထွက်ပေါ်လာသည် ထိုတချင်းကိုယခုမှဒုတိယအကြိမ်ကြားဖူးခြင်းဖြစ်တော်လဲတိုးတိတ်ညင်သာသောဂီတလိုင်းမှာနေဝင်လျက်သူမငြိမ်သက်စွာနားထောင်မိလေသည်မိန်းကလေးတန်လိုပဲတိုးတိတ်နုညံ့သောအတန်ကလေးဖြစ်သည် တချင်းဆုံးသောအခါနန္ဒစတီလင်ပန်းကလေးဖြင့်ရောက်လာသည် မုံပကံကိုထမင်းစပွဲမှတွားယူချပေးခြင်းဖြစ်သည်။ရော့မုံကတော့ချောကလက်ဝေးပါပဲ။မင်းတင်းမွေးငပြောသည်စားချင်ရင်တော့ရမယ်။ငါဘာမှမစားချင်ပါဘူး။ညလေစားဦးနှစ်နာရီကမှစားထားတာ။ဟာဘာဖြစ်လို့လဲ။ကားကနှစ်နာရီမှဝင်လို့လေ။ငါကလည်းလမ်းမှာထမင်းမစားတတ်ဘူး။ကျဥ်ပဲ။နန္ဒာကဆော့ရှိသူ Nescafe တပကံချပေးပြီးသူကမျက်နှာချင်းဆိုင်မှာဝင်ထိုင်၍သူ့ရှေ့မှာ အော်ဖီပကန်တစ်ခုယူချလိုက်သည်။ကိုကတော့စနေတာ၊ငါးနာရီဆိုတော့ညစာစားဖို့လဲစောနေသေးတာနဲ့။ကဲပြောစမ်းမအောင်။အကြောင်းမကြားဘဲနဲ့ဘာဖြစ်လို့ရောက်လာရတာလဲ။တကယ်လို့များကိုခီးထွက်နေရင်မခက်ဘူးလား။ဇော်ပခုံးသားတွန့်ပြလျက်နိခီးထွက်လဲဘာဆိုင်လို့လဲ။ရန်ကုန်လာတာနိစီလာတာမှမဟုတ်ပဲ။ခုပြောမိသည်။သူကမချိုမချင်ပြုံးလေသည်။ဒါဖြင့်ဘသူစီလာတာလဲ။တော့ဝေသူစီလေ။ သူမခတ်တီတီဖြေပါသည်ငါဝတ္ထုစက်တင်တော့မှာမို့အော်အော်မင်းမရှိပဲရိုက်လို့မရဘူးတဲ့လားမရဘူးသူကတဟားဟားရေတော့ဇောရှက်သွားသည်ဘာလဲဘာရှိတာလဲသူမဖြေပါဇော့ကိုဖောက်ထွင်းကြည့်ဖို့စူးစမ်းနေတယ်လို့ဇော့မျက်လုံးအစုံကိုသာစိုက်ကြည့်ပြုံးလျက်ရှိသည်သူမအကာအကွယ်ယူသည့်သဘောဖြင့်စကွဲပေါ်မှာလုတ်သားပြီသူနေ့စဉ်အင်္ဂလိပ်သတင်းစာကိုဖြန့်ကြည့်နေလိုက်သည်ဘာစလုံးမှမမြင်ရပါဘူး သူဤမချို့မချင်းအပြုံးကိုသာမြင်နေစေဖြစ်၏အခုကောထုတ်ဝေသူစီရောက်ပြီးပြီလားဟင်အင်းထို့နောက်အောင်ဤမနေနိုင်တော့ပဲပွင့်လင်းစွာ သူမရေချလိုက်တော်သည် သူကမျက်နှာချင်းဆိုင်နေရာမှာတစ်ခနဲသူမစီရောက်လာ၏သူမထိုင်နေသောနှစ်ယောက်ထိုင်ဆိုဖာပေါ်ခတ်တွတ်တွတ်ဝင်ထိုင်လိုက်ပြီးဇော့လက်မှာသတင်းစာကိုဆွဲဖယ်ထုတ်လိုက်၏သူမအလွယ်တကူလွတ်ပေးလိုက်ပါသည်တိလာနန္ဒငါအကိုကြီးကို ထုတ်ဝေသူစီသွားမယ်လို့ပြောခဲ့တာ။ကိုလည်းမင်းရဲ့ထုတ်ဝေသူလုတော့မလို့ပဲ။သူမှသူ့ကိုမော့ကြည့်တော့သူပြုံးနေသည်။စွဲငင်အားကောင်းလာတော့သူ့မျက်လုံးအစုံမှသူမရုတ်တရက်မျက်နာမလွဲနိုင်ပဲရှိနေသည်။အိမ်မာတုံးကနန္ဒနဲ့ရင်ဆိုင်ဖို့စဉ်းစားထားတော့ရန်လိုစကားများကိုစော်တတိမရတော့ပါ။တကယ်ပြောတာမင်းဝိထုတွေကိုကိုအင်္ဂလိပ်ဘာသာပြန်မယ်။နောက်ပြီးစုထုတ်မယ်။မကောင်းဘူးလား။ထို့နောက် သူမသူ့ရင်ခွင်ထဲသို့ရောက်သွားလေသည်။သူမတို့ဤကော်ဖီပကံများကိုတတိယလိုက်ခြင်းတွင်ကော်ဖီများအေးဆက်လျက်ရှိပြီးတချင်းတန်လည်းရက်သွားပြီ။နန္ဒနင်စားနေတာဆိုနန္ဒကရေမောလိုက်ပြီးသူမကိုပွေထားလျက်ကသူ့ကော်ဖီပကံကိုလှမ်းယူလျက်အသက်ပင်မရှူဘဲခက်မြန်းမြန်းမောတောက်ချလိုက်သည်။ပြီးမှဇော့ပကံကိုယူလျက်ကလေးတစ်ယောက်ကိုတိုက်သလိုဇော့ကိုကော်ဖီတိုက်ရန်ကြိုးစားသည်။ ဖိတ်ကုန်လိမ့်မယ်နန္ဒမဖိတ်အောင်တော့ပေါ့ဒီတခါအင်းကြီးကိုကော်ဖီဆွန့်လို့ရှော်ထားရရင်တော့ချိုးကြော်နဲ့ကိုလက်တီးပြန်ထိုးရတော့မှတေချနေပြီ။သူမရေမောရင်သူ့ပကံကိုတွန်းထားမိသည်။ငါဟာငါတောက်မယ်။အေးဒါဖြင့်တောက်။သူမကော်ဖီကုန်သွားတော့ချောကလက်ဝေဖာထုတ်များဖောက်လျက်ကျွေးသည်။ငါမကြိုက်ဘူးနန္ဒ။မကြိုက်လဲစားရမှာပဲ။စားမစားရင်ခွန့်မှာနော်။ သူတကယ်ခွန်မီဆိုတာသူမသိပါသည်ဇော်သူ့ကိုမျက်စောင်းထိုးလျက်ကအညိုရောင်ချောကလက်ဝေဖာကိုနှစ်ခုကုံအောင်စားလိုက်ရလေသည်သွားစောစောကခရစ်စတီဘတ်ပြန်ဖွင့်ချေအောင်ဇော်ဖြက်ခနဲ့ထလျက်ကက်ဆက်တိတ်ခွေလဲလိုက်သည်ထို့နောက်သူရှိရာသို့ပြန်မသွားတော့ပဲသူနှစ်မျက်နှချင်းဆိုင်တယောက်ထိုင်ဆိုဖာတွင်ဝင်ထိုင်လိုက်တော့သူမရေမပြုံးဆိုင်ကြည့်နေသည် လာဒီမလာထိုင်သူ့ဘေးကနေရာလွတ်ကိုလက်ဖြင့်ပုတ်ပြ၏ သူမပကုံးတွန့်လျက်ခေါင်းရမ်းကရဲပါသည်။လာကွာမလာဘူးလား။ကိုတနှစ်သုံး30အထိရေမယ်။ဆုံးတဲ့အထိမင်းမလာရင်မင်းကို့အကြောင်းသိတယ်နော်။သူတနှစ်သုံးစရည်ဤဇောပေတေကမလုံမဆက်ထိုင်းနေလိုက်သည်။30အထိရောက်သွားတော့လေသူမပေကတ်ထိုင်းနေစေ။သူခတ်တီတီဖြင့်သူမရှိရာသို့ထလာဤ။သူဇောကလက်ထိုင်ဤနောက်တွင်မတ်တက်ရက်ဤ။ ဇောအတန်ထွက်အောင်ရဲလိုက်တာကိုပင် သူလက်ရေဖို့မရပါထို့နောက်သူမဤနောက်ဘက်အပေါ်မှာကိုကိုငုံကိုင်းလိုက်ပြီးဇောမျက်နာကိုလက်နှစ်ဖက်ဖြင့်ဆွဲကင်မော့စီကအာအားတက်နေသော သူမကို အကြာကြီးအချိန်ဆွဲ၍နန်းလေသည်သူမလက်များဖြင့်သူ့စပင်ကိုစုပ်ကင်မိတော့ရေချောက်ဆပြုတ်သောသူ့စပင်များမှာဆိုထိုင်းကြမ်းတမ်းလျက်မှုေးပြန့်နေသည်ကိုရုကံကောင်းနေတိလားနောက်တစ်ပတ်ဆိုရင်ကိုရန်ကုန်မှာမရှိတော့ဘူး ဘာသူကစော့ဘေးကဆိုဖာမှာဝင်ထိုင်သည်သူ့အင်ဂျီမှာပြုတ်နေသောအပေါ်ဆုံးကြယ်သည်ကိုဂရုတစိုက်ပြန်တက်ရင် နောက်မီကိုပြစ်မိလိုက်က မျက်စိမိတ်ထားလိုက်လေသည်ခဏနေမှာမျက်စိဖွင့်လျက်သူမကိုကြည့်သည်ကိုမင်းကိုမပြောမိလို့ကိုအလုတ်ဌာနပြောင်းသွားပြီနေပါဦးရန်ကုန်မှာမရှိတော့ဘူးဆိုတော့ဘဲကိုဟာမဟုတ်ဘူးမဟုတ်ဘူးကိုဘဲမှာမပြောင်းရဘူးဒီလိုပါ ကိုကိုမနီပြောင်းသွားပြီမင်းအရင်တခါလာတော့ကမကိုလန်းမှလေအခုရှစ်မိုင်မှာဂျပန်တော့ဂျပန်ကုမ္ပဏီပဲကွာမီဆူအီရဲ့လက်အောက်ကပဲဒါပေမဲ့မတူတော့ဘူးလေရန်ကုန်မှာမရှိဘူးဆိုတာကကိုခီးထွက်ရမှာကိုပြောတာဘယ်နေလဲအတိအကျမသိသေးဘူးကိုတီးတလောက်တော့လာမဲ့ပုတ်တဟူပဲတော်ပါသေးရဲ့အဝေးကြီးလိုပါသေးတယ် ဇော်နှုတ်ကနဲ့ရေရွတ်လိုက်ပြီးမှနောင်တရသွားပါသည်သို့တော့အခုမှတော့မထူးတော့ဘူးထင်ပါရဲ့လေသူမဤမမောတွေ့တာမှုကိုဖုံးပြဖို့ရာအလွန်နောက်ကျခဲ့ပြီးဘဲဝသွားရမှာလဲသူကစောလက်သေးခြုံကလေးများကိုလက်ညှိုးထိပ်ပြင်းလိုက်ထိလျက်မန္တလေးဟုတိုးတိတ်စွာဖြေသည်နန္ဒနင်ဘာဖြစ်လို့သပင်တူတူလေးညှက်ထားတာလဲယင်သူကပြုံးသည်ကိုငငယ်ကလေးကသပင်ရှင်ရင်မနေတတ်ဘူး မျက်ခုံးပေါ်ထိသပင်ကျနေရင်ရားတယ်အဲ့ဒါနဲ့ခတ်တူတူညှက်ရင်းကနေပန့်ကေဖြစ်သွားရောဘာဖြစ်လို့လဲကြည့်မကောင်းဘူးလားဟင်အင်းကြည့်လို့တော့ကောင်းပါတယ်မျက်နာကနှုတ်သွားတာပေါ့ဒါပေမဲ့ဒါပေမဲ့ဘာဖြစ်လဲအရှိထားပါဟာအရှိထားရမယ့်အကြောင်းပြချက်ကိုပြောအောင်မပေါ့မင်းအကြောင်းပြချက်ကခိုင်လုံရင်ဟိုအရှိထားမှာပေါ့သူမမပြောပါသူကမရမကမေးတော့မိဟန်ဖြင့် ကလထိုင်ကိုစော့အနီးသို့ပို့မို့တိုးကပ်ရွှေ့လိုက်သည်။သူမပြုံးရဲကစကားလွှဲလိုက်တော့သည်။မန္တလေးဘယ်နေရာကိုသွားရမှာလဲယင်နန္ဒဟာဆက်စုလာကြီးလား။ကိုအလုတ်ကိုမင်းနားလေလို့လား။မလဲဘူး။ဒါပေမဲ့တိကျင်နေ။သူခဟဟရဲလဲစော့စပေများကိုလက်ဖြင့်ဖွာကားဖြေပါသည်။မန္တလေးတော့မဟုတ်ဘူးကွာ။မန္တလေးကနေဆက်သွားရမှာ။ကင်တာဆိုတာမင်းကြားဘူးလား။အင်း ကြားဘူးတယ်။ကင်တားဆယ်ဆိုတာရှိတယ်။အေးအဲ့ဒီမှာကိုရုတ်ကုမ္ပဏီကစက်ယုံစောက်ထားတယ်။အဲ့ဒီအထိသွားရမှာ။အဲ့ဒီမှာမိမတွေရှိလား။နန္ဒကမျက်နာမော့လှန်လျက်တဟားဟားရယ်လေသည်။မကြီးနဲ့အကောင်းမေးနေတာ။ရှိရင်လဲရှိမှာပေါ့။ကိုပဲသိမလဲ။ဟင်။ကိုကိုရန်ကုန်မှာတစ်နှစ်လောက်ခွဲထားပြီးတော့အဲ့ဒီတုန်းကမနာလို့မဖြစ်ပဲ။ဘာမိမမှမရှိတဲ့စက်ယုံကြခါမှာ မင်းကတဝင်းတို့ပြနေပြန်ပြီအယူမသူမအကျယ်ကြီးအော်ရဲတော့မလို့ဟန်ပြင်လိုက်စင်မှာပင်တိုက်ခန်းတကားကိုတဒုံဒုံထုတန်းကြားလိုက်ရသည်နန္ဒကဆိုဖာကိုကြောမီရမှာပိုကိုမတ်လိုက်သည်ဟာကျမ်းလာကြီးလားထို့နောက်ဖြက်ခနဲ့ထသွား၏ဇော့ရင်ထဲမှာပူပင်တော့ကရုတ်ချီးဝင်လာသည်ချိုးလိုက်လာခြင်းမဖြစ်ပါစေနဲ့ဟုဆုတောင်းရင်းလက်မနာရီကိုကြည်သည်၆နာရီသူမဆုတောင်းမပြေပါ နန္ဒလှည့်ဖွင့်ပေးလိုက်သောတကားရွက်ကိုဝုံးကနေတွန်းလျက်ဝင်လာသူမှာဖြိုးကျော်ဖြစ်သည်မမြင်ရတာတစ်နှစ်ကျော်ပြီဖြစ်သောဖြိုးသည်အနည်းငယ်ပွားရောင်းသောသပင်မတက်မရက်နှင့်ဖြစ်သည် special လက်တို့အပြာစင်းနှင့် secret ခဲထားသောဖြိုးမျက်နှာမှာတင်းမာရိတ်လုံးဝမရှိပါသို့သောတီကြည်စွာစိမ့်ကားသောမျက်ဝန်းများဖြင့်နန္ဒနှင့်တင်တင်စောကိုတလဲစီကြည့်တော့ဇောအနှဲငယ်အနေရကျက်သွား၏ထို့ကြောင့်သူမမတက်ရက်လိုက်သည် ချို့ငါ33လမ်းကိုရောက်ခဲ့တယ်။သူမမျက်နာမှာနှေးပူသွား၏။ငါဒီကိုအရင်ဝင်လိုက်ဖို့တတိမရဘူး။အကိုကြီးကနင့်နောက်လိုက်ခိုင်းတာနဲ့နောက်ပြီးနင့်အကိုကြီးကိုလိန်ပြောသွားမယ်လို့မှမထင်ပဲ။နန္ဒကဖြိုးကိုစကားတခွန်းမှမပြောပါ။မတ်တက်ရက်လျက်ဖြိုးနင်းစော့ကိုအကဲခတ်သလိုကြည်နေသည်။ထိုင်မအောင်လားဖြိုး။မထိုင်ခြင်းဘူး။နင့်ကိစ္စပြီးပြီလား။ပြီးရင်ပြန်ကြဆို့။ ဇောကြောင့်အစွာဖြိုးကိုငေးမောလျက်ဘာစကားမှမပြန်နိုင်ပဲပူထူနေသည်အကိုကြီးကအရင်တယောက်တည်းမြို့တဲကိုလှွတ်ချင်တာမဟုတ်ဘူးနင်းထုတ်ဝေသူက အမျိုးသမီးဆိုတာလဲရုံပုံမရဘူးငါအိမ်ပြန်ရောက်ရောက်ချင်းငါ့ကိုစူတော့တာပဲဒီလောက်ကြာအောင်လဲရသလားတဲ့မိစောနောက်ကိုလိုက်သွားဖို့ကောင်းနေတဲ့နင်းလာမယ်ဆိုတာငါမှမသိတာဒါတောင်ငါဒီနေ့စောပြီးရောက်တာတစ်ခါတလေ၈နာရီမှအိမ်ပြန်ရောက်တာ ကယ်လို့ငါရှင်းနိုင်ထီလာမခေါ်ရင်နင်ဒီမှာပဲဆက်နေအောင်မလားဖြိုးကလည်းသူမခေါင်းကုန်လဲငြိမ်သက်နေသည်နောက်မှတတိယကနန္ဒကိုလှမ်းကြည့်တော့နန္ဒကဘီယိုနာမှာလက်ပိုက်ရက်လျက်သူတို့ကိုကြည်နေစေစကားတစ်ခွန်းမှဝေမပြောကြည့်တွားမိစောအကိုကြီးစီဖုန်းဆက်ချီပြီးရင်ပြန်မယ်ဘယ်ဘလို့ပြောရမှာလဲငင်းလိန်တက်ပါတယ်ဟာ ။စာရေးဆရာမှပဲချိုးကခနဲ့တက်တက်ပြောတော့သူမရုပ်ကြီးမျက်ရည်ဝိုင်းလာ၏။နန္ဒကိုအာကိုတကြီးကြည့်တော့နန္ဒတော်တော်သနာတော်ဟန်တူပါသည်။သူကအားပေးသလိုပြုံးလျက်ခေါင်းတစ်ချက်ညှိ၏။လွဲပါတဲ့တင့်တင့်စော်ရာပြုဖက်နေလို့ကြာသွားတာလို့ပြော။တချို့ဆက်တွေဒီလိုပဲ၄၅နာရီကြောတဲ့အထိခိုးရိုက်နေကြတာ။အိမ်ရောက်တော့ဖြိုးကျော်ကမင်းကိုထောက်ခံလိုက်မယ်။ဖြိုး နင်ငါ့ကိုကူလိန်ပေးနော်ဇော်ရှက်ရွံ့စွာခတ်တူတူပြောတော့ကျိုးမျက်နာပြက်စွာပြုံးပါသည်ရပါတယ်နင့်စကားဆိုငါအမြဲလက်ရောခဲ့တာပဲဒါပေမဲ့နင်ကတော့ငါစကားကိုဘယ်တော့မှနားမထောင်ဘူးငါကမသွားနဲ့ဆိုတဲ့နေရာကိုနင်စိုက်စိုက်မြက်မြက်ရောက်အောင်သွားတယ်ဘလို့မဆိုလေအခုမှတော့နင်ဖြစ်စေခြင်းတလို့ငါလုတ်ပေးရတော့မှာပေါ့ အဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အပိုင်း19ကိုဒီမှာပဲရပ်နားပြရစီရှင်။နောက်လာမယ့်အပိုင်း20ကိုလည်းဆက်လက်ဆောင်မျောနားဆင်ပေးကြပါဦးရှင်။နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေးသုတယတဆောင်းပါးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်။